ကွန်ဂိုနိုင်ငံမှာနိုဝင်ဘာလ18ရက်နေ့ကတပ်ထုတွင်ဝင်ကြီးလိုက်ပါလာတဲ့အလျင်ပြတ်ကျခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့တရဝင်းသတင်းထုတ်ပြန်ထားပါတယ်။လေရင်အတွင်ပိုင်းကနေရိုက်ကူထားတဲ့အက်အွန်ဆရာဗီဒီယိုထင်မှာတလင်းလာနေက လူအလာပါပြင်းနေရမျိုးတော့ကောဝီစီရဲ့အရှိတောင်ပိုင်းကမြို့စီလေရင်ဆင်းတဲ့အချိန်မှာပြတ်ကျတော့တဲ့အခန့်အတက်ကိုပြထားပါဗျ။ လူမှုမီဒီယာပေါ်တင်ထားတဲ့ဗီဒီယိုမှာလေရင်ဟာနောက်ဆုံးချင်းကပ်ဆင်းသက်ခြင်းမှာပြတ်ကျပြီးမြေပေါ်လမ်းချော်တော်ပုံကိုပြသထားပါတယ်။ဗီဒီယိုထဲမှာမြင်ရတဲ့ကတ္တရာလန်အပြင်အဆင်အဆောင်တွေနဲ့ပတ်ဝန်းကျင်တို့ကဂျိုရုပုံရိပ်တွေနဲ့ကိုက်ညီနေလို့တင်ရောက်ကိုအတီးပြုနိုင်ခဲ့ပါတယ်။ရက်တက်ပြီးတဲ့နောက်လေရင်အနေထားကအခင်းဖြစ်တဲ့နေရာကအတီးပြုထားတဲ့ဗီဒီယိုနဲ့ကိုက်ညီနေပါတယ်။တက်ထူတွင်ဝင်ကြီးလူဝီဝါတန် ခါဘန်ဘာဟာနဝင်ဘာလ15ရက်နေ့ကလူအလာဘာပြည်နယ်ကစစ်မှုလုံငယ်သုံးကျင်းနီတွင်တစ်ခုမှာတရားတစင်းပြိုကျမှုဖြစ်ခဲ့ပြီးလူ30လောက်သေဆုံးခဲ့တဲ့မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့နေရာကိုတောနေရလို့နိုင်ငံရဲ့လက်မှုပညာတပ်ထုတွင် EGC ကပြောဆိုခဲ့ပါတယ်ရှင်